ရင်မင်ဟူဒီတပုံတွေကိုဆင်ရည်အရာပြပြတ်တသားအေးယူရင်ဒေါ်နယ်ထရော့အမိတ်ပင်ရင်မင်နိုင်ငံထဲကဟူဒီအကျန်းဖက်သမားတွေကိုဆင်ရည်အရာပြပြတ်တသားပြင်းပြင်းထန်ထန်အေးယူဆောင်ရွက်ဖို့အမေရိကန်စစ်တပ်ကို အမိတ်ပေးထားကြောင်းတမရဒေါ်နယ်ထရော့ကမလတ်15ရက်သူ့လူမှုကွန်ရက်မှာရေးသားထားတာကို ABC သတင်းမှာဖော်ပြထားပါတယ်ဂျိုးဘိုင်းရဲ့အစိုးရရဲ့အားနည်းမှုတွေကြောင့်အီရန်အားပေးထားတဲ့ဟူဒီတွေဟာ အမေရိကန်လေရင်တင်တင်မော့အပါဝင်မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ကုန်တင်တင်မော့တွေကိုတိုက်ခိုက်နေခဲ့တဲ့အတွက်နိုင်ငံတကာကုန်တွယ်စီးပွားရေးမှာဒေါ်လာဘီလီယံချီပြီးဆုံးရှုံးနေနိုင်ခဲ့တယ်လို့ထရက်ကာဆိုပါတယ်။အီရန်အားပေးဟူသည်တွေအနေနဲ့အမေရိကန်နဲ့တခြားနိုင်ငံကတင်မော့တွေလေရင်တွေနဲ့ဒရုန်းတွေကိုအကြမ်းဖက်တိုက်ခိုက်နေတာတွေကိုချက်ချင်းရဲဖို့နဲ့ဆက်လုပ်နေမယ်ဆိုရင်ဘယ်တော့မှမကြုံဘူးခဲ့တဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရမယ်လို့လည်းဒေါ်နယ်ထရက်ကရည်တမ်းထားပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။